တင်းနင်းငိုင်းမြို့နယ်တကူတိုင်းနယ်တရဝင်းအုပ်စုကြောက်တောင်ရွာမှာရှိတဲ့ဖျားထံကူမှာကုထဲကနေရေတွေရှမ်းထွက်လာလို့ဒေသခံတွေ စိတ်ဝင်စားနေကြပါတယ်။အော်တိုဘောလ6ရက်တရင်ကျော်လာပြီးနေကဥပိုးဆောင်သူတွေရှိနေချေရေတွေရှမ်းကြလာတာပါ။မိုးရွာတာမရှိဘဲတည့်ရလို့ရေတွေထွက်ခွဲထားလို့ဒေသခံတွေက ပြောပါတယ်။မိုးရသည့်တခုလို့ဒီလိုရေလန်တာမဖြစ်ပေအခုမှဖြစ်တဲ့အတွေ့ အံ့ဩမိတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်။လုံခဲ့တဲ့နှစ်နှစ်ဆက်ခန်းကလည်းဒီလိုရေထွက်ခဲ့ပူပြီးအဲ့ဒီအခြေက ထွက်တဲ့ရေကအနောက်ပဲမယ်အခုထွက်တဲ့ရေကအရေးကြီးတွေလို့ဆိုပါတယ်။မြောင်းကြီးကျွမ်းကြီးပညာရှင်တူကိုဆက်သွဲမင်းမြန်ကြရမှာတော့မိုးရသည်မှာ မိုးရေစဝင်ပြီးမြောင်းကြီးအဖြစ်လှိုက်ကိုအရှိရှိသလောက်ခိုးအောင်နေတာဖြစ်ပြီး နှစ်ကာလကြာလာလို့လိုက်ကူမရှိရပြီလာရင်ဒီလိုပဲရှမ်းထွေးလေးရှိတယ်လို့ရှင်းပြပါတယ်။ဖျားထံကူဟာပင်90လောက်အမြင့်ရှိတဲ့တောင်ကိုပေါ်မှာရှိပြီးဖျားရုပ်ပွားတော့အချို့လေးရှိနေပါတယ်။ကိုအတွင်းပိုက်ကို လူတယောက်ထိုင်ရဲ့အဝင်မဲဆိုရင်ပင်20လောက်ဝင်သွားရတယ်လို့သိရပါတယ်။အလားတူကြောက်ကူရီလျံတဲ့ဖြစ်စဉ်မျိုးတွေဟာ ရှမ်းပြည်နယ်ကအခုချို့မှလည်းဖြစ်လေရှိပါတယ်။